ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံကအလုတ်ကံ PJ နိုင်ငံကူးလက်မှတ်နဲ့ပြည်ပကိုတွားရောက်အလုတ်လုပ်ကြိုင်ပေးသူများအားလုံးအနေနဲ့ အလုံသမားဝင်ကြီးဌာနရဲ့ခွင့်ပြုချက်ကိုရယူရမှာဖြစ်ပြီးတော့ခွင့်ပြုတဲ့အလုံသမားစီးရဲများကိုလည်းလေစိတ်ကိုချိုးတင်ပြီးတော့တင်ပို့ထားမှာဖြစ်တယ်လို့စစ်ကောင်စီကဒီကနေ့မှာထုတ်ပြန်ကြေညာလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်ချိန်နိုင်ငံကူးလက်မှတ်နဲ့ပြည်ပအလုတ်ကိုင်းတွားရောက်မဲ့သူများဟာ OWIC ပြည်ပအလုတ်ကိုင်းတပ်တွေကန်ကတ်လက်ဝဲရရှိပြီးတဲ့နောက်အလုံသမားဝင်ကြီးဌာနထံမှာခွင့်ပြုချက်လျှောက်ထားရမှာဖြစ်တယ်လို့သိရပါတယ်။အလုံသမားဝင်ကြီးဌာနကခွင့်ပြုချက်လျှောက်ထားတဲ့သူတွေကိုစီစစ်ပြီးတဲ့နောက်ပြည်ပအလုတ်ကိုင်းတွားရောက် လောက်ကင်ခွင့်ပြုထားတဲ့စရင်ကိုကြီးညာပေးကလေစိတ်ကိုပေးပို့ထားမှာဖြစ်တယ်လို့သိရပါဗါးအဲ့ဒီလုပ်ငန်းစဉ်များကိုလာမဲ့မက်စလာ18ရက်နေ့မှာစတင်မှာဖြစ်တယ်လို့စစ်ကောင်စီကကြီးညာထားပါတယ်အရင်တုန်းကတော့ OWIC ကတ်ရှိတယ် PJ passport ရှိတယ်ဆိုရင်တခါတည်းပြည်ပကိုတန်းထွက်လို့ရတယ်အခုကတော့အလုတမားဝင်ကြီးဌာနရဲ့ခွင့်ပြုချက်ရမယ်အပြင်လေစိတ်မှာလည်းခွင့်ပြုစရင်နဲ့ပါနေမှပြည်ပကိုထွက်ခွင့်ရတော့မယ် ်နောက်ထပ်စီစစ်တဲ့အဆင့်တစ်ဆင့်ထပ်ပေါ်လာတာပေါ့ OWIC ကတ်ရှိပြီးတာတော့မှပြည်ပကိုထွက်ဖို့အတွက်စီစစ်ခွင့်ပြုထားမှထွက်လို့ရတော့မယ်လို့ပြည်ပအလုပ်ကိုင်အေဂျင်စီလုပ်ငန်းရှင်တို့ကပြောပြထားပါတယ်ဒါအပြင် ဖေဖော်ဝါရီလ14ရက်နေ့ကစတင်ပြီးတော့ရန်နာထားခဲ့တဲ့ OWIC ကတ်ထုတ်ပေးခြင်းများကိုလည်းပြန်လည်စတင်တော့မှာဖြစ်တယ်လို့သိရပါတယ်။ဒါပေမဲ့အလုံသမားဝန်ကြီးဌာနကခွင့်ပြုထားတဲ့အလုံခေါ်စားများပါအလုံကိုင်များနဲ့ကျွမ်းကျင်အလုံသမားများကိုသာစီစဉ်ပြီးတော့ OWIC ကတ်ထုတ်ပေးမှာဖြစ်တယ်လို့သိရပါတယ်။ OWIC ကတ်ပြန်လည်ထုတ်ပေးခြင်းများကို match လ20ရက်နေ့မှာပြန်လည်စတင်မှာဖြစ်တယ်လို့စစ်ကောင်စီကကြေညာထားပါတယ်။ အထွေထွေအလုသမားတွေတော့တွားဖို့ခတ်သွားပြီကျွမ်းကျင်အလုသမားတွေနဲ့အလုသမားဝန်ကြီးဌာနကအတီးပြုအလုခေါ်စား G2G နဲ့ကျွမ်းကျင်အလုသမားတွေကိုပဲ OWIC ကတ်ထုတ်ပေးမယ်ဆိုတာတကယ်ကိုဖြစ်လာတာပဲလို့ပြည်ပအလုကိုင်အေဂျင်စီတဦးကပြန်လည်ရှင်းပြပြောဆိုထားပါတယ်စစ်ကောင်စီကလက်ရှိအသက်၁၈နှစ်ကနေအသက်၃၅နှစ်အတွင်းစစ်မှုထမ်းရန်အကျုံးဝင်တဲ့အမျိုးသားလူငယ်များအလုံးကို ပြည်ကျနိုင်ငံကူးလက်မှတ်နဲ့ပြည်ပကိုထွက်ခွာခွင့်ကိုဆက်လက်ပိတ်ပင်ရန်ဆက်လက်ပြီးတော့ဆုံးဖြတ်ထားတယ်လို့နေပြည်တော်အလုံသမားဝန်ကြီးဌာနရဲ့သတင်းအရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ